၁၀ချိန်မြောက်တာမန်တည်င်းဘတ်ရဲ့ကြာတပတိနေရှမာတီဦးအေဝံဂေလိကျမ်းအခန်းကြီး9အခန်းငယ်20မှ26လူအသက်ကိုမတတ်နှင့်တတ်တော်သူသည်ယုံ၌အပြစ်စီရင်ခြင်းကိုခံတတ်၏ဟူ၍ရှေးလူကြီးတို့အားပြညတ်ထားခဲ့သည်ကို သင်တို့ကြားခဲ့ရလိမ့်မည်တို့ရတွင် သင်တို့အားငါဆိုသည်မှာမိသူမဆိုမိမိညီကိုပေါ် အမျက်ဒေါသထွက်လျင် ရုံးတော်၌အပြစ်စီရင်ခြင်းကိုခံထား၏မိမိညီကိုအားအသုံးမကျသူဟုခေါ်၍ကဲ့ရဲ့စော်ကားသောသူသည်လွှတ်တော်၌အပြစ်စီရင်ခြင်းကိုခံထား၏မိမိညီကိုအားအယူဟုခေါ်သောသူသည်ဂဟေနာမိဒံကိုခံထား၏ထို့ကြောင့်တင်းသည်တင်းပူဇော်တက္ကာကိုရစ်ပလင်သို့ယူဆောင်လာသောအခါတင်းညီကိုသည်တင်း၌ အပြစ်တင်စရာတစုံတစ်ခုရှိနေသည်ကို ထိုနေရာ၌တတိယလင်တင်းပူဇော်တက်ကာကိုရစ်ပလင်ရှိတွင်ထားခဲ့ပြီးလင်သွား၍သူနှင့်တင့်မြတ်အောင်ပထမဥစွာ ပြုလုပ်လောထိုနောက်မှ ပြန်လာ၍တင်းပူဇော်တက်ကာကိုဆက်ကလောတင်းသည်တင်းတရားပြိုင်ဘက်နှင့်အတူတရားရုံးသို့သွားနေစဉ်သူနှင့်ပြန်လဲတင့်မြတ်အောင် အလင်းအမြန်ပြုလောထိုသို့မပြုလင်သူသည် တင့်ကိုတရားသူကြီးလက်သို့အပ်လိမ့်မည်တရားသူကြီးသည်လည်းတင့်ကိုမင်းမှုတန်းလက်သို့အပ်၍အကျဉ်းချထားလိမ့်မည်ထိုအခါတင်သည် ပေးဆောင်ရမည်ငွေကိုအကုန်အစင်မပေးမချင်းထောင်ထဲမှ ထွက်ရလိမ့်မည်မဟုတ်ဟုတင့်အားငါအမှန်ဆို၏ယေရှုခရစ်တော်သခင်မွန်မြတ်သောအေဝံဂေလိတရားတော်ပေဒီပြည့်ညတ်တော်များကို အနှစ်သာရကြကြဖြစ်ဆွတ်ဆောင်ရခြင်းပြည့်ညတ်တော်များဟာဂျူးတွေအတွက်ဖျားသခင် အလိုတော်ကို ဖွင့်ပြရာ အရာတွေဖြစ်နားလည်ထားကြပါတယ်ဘယ်လိုပြုမှုလှုပ်ဆောင်နေထိုင်ရမလဲဆိုတဲ့ဖျားသခင်ကပေးလာတဲ့ပုံနမူနာပဲဖြစ်ပါတယ် blueprint ပဲဖြစ်ပါတယ်လက်ဆောင်တစ်ခုဖြစ်ပြီး is really တော့အခွင့်အရေးလည်းဖြစ်ပါတယ်ဝန်တော့ဝန်မို့မဟုတ်ပဲ ဖျားသခင်ရဲ့ချစ်ချင်းမြတ်တာကိုတုံ့ပြန်မှုအတွက်အခွင့်အရေးတစ်ခုဖြစ်နားလည်ထားခဲ့ကြပါတယ်ဒီပြညတော်များကို ပရိညင်ဖွဲ့ရအခင်းချင်းမှာနားလည်ရမှာပဲဖြစ်ပါတယ်ပရိညင်ဖွဲ့ထားတာဖြစ်တယ်ခွဲလို့မရဘူးဖျားသခင်နဲ့ဝေးကွာလို့မရဘူးဖျားသခင်ကိုစီကိုလျှောက်လန်းနေတဲ့လမ်းကနေချော်လို့မရဘူးလမ်းမှားသွားလို့မရဘူးဒီအတွက်ကို ေရာတွေကအထောက်ပံ့ပေးထားတာဖြစ်ပါတယ်ဖျားသခင်ချစ်ချင်းမြတ်တာကိုပထမဦးဆုံးဖော်ပြပေးတဲ့အရာပဲဖြစ်နေပါတယ်ဒါကြောင့်ဒီရာတွေကိုတာမန်အပြင်ဘက်သူတို့ရဲ့လွတ်လပ်ခြင်းကိုကန့်သက်တဲ့ဝင်တော့ဝင်ဖို့တွေဖြစ်မမြင်စေပဲချစ်ချင်းမြတ်တာကြောင့်ပေးလာတဲ့အခွင့်အရေးဖြစ်လက်ခံဖို့အတွက်နားလေဈေးလိုတာတမဟောင်းခင်မာတွေကရှိခဲ့တဲ့ ကြီးဝဲချက်ပဲဖြစ်ပါတယ်ဒါဟာနှစ်ကာလကြာလာတဲ့နဲ့အမြပျောက်သွားတယ်ဝန်တော်ဝန်ဘိုးအဖြစ်မြင်လာတယ်အပေါ်ယံဖြည့်ဆည်းဖို့အတွက်ကြိုးစားလာတယ်အတွင်းသက်အနှစ်သာရပျောက်သွားပြီးချက်ချင်းမြတ်တာပျောက်သွားပါတယ်တရားကိုပြန်လဲဖြစ်ဆွတ်ပေးလက်ခဲ့သူကတော့အထွတ်ထိပ်ကိုရောက်စေခဲ့သူကတော့သခင်ယေရှုပဲဖြစ်ပါတယ်မနေ့ကတော့ထောက်ရှုခဲ့တဲ့အတိုင်းပဲဒီရများဟာ အသေးချာဖြစ်ဆွတ်ဖို့ဆိုရင်အပေါ်ယံကြောကတော့လွဲတယ် အသေးစားအတွင်းသက်ကြကြဖြစ်ဆွဲဖို့ဆိုရင်အင်မတားမှခဲရင်ပါလေနှလုံးသားပါမှရပါတယ်ချစ်ချင်းမေတ္တာပါမှပြေဝဆုံလင်းွဲ့ဖြစ်ဆွဲမှုမျိုးဖြစ်မှာဖြစ်ပါတယ်ဒီလိုဖြစ်ဆွဲမှုမျိုးကိုသခင်စု အထွတ်ထိပ်အမြင့်ဆုံးဖြစ်အောင်ဖြစ်ဆွဲခဲ့ပါတယ်သူ့နဲ့ပေါင်းဆက်မှသာလေလူသားကျွန်တော်တို့ကလည်းပဲသူ့လိုချင်တဲ့စံနှုန်းတိုင်းဖြစ်ဆွဲနိုင်မှာဖြစ်ပါတယ်ဒီနေ့ကြားတာသူများတတ်တတ်ဖို့မပြောနဲ့ အတွင်းသက်ကဒေါသထွက်တာတောင်မှ အပြစ်ပြုရာရောက်တယ်အခြေအနေမှာဖြစ်တယ်ဆိုတဲ့အချက်ကိုတွေ့ရပါတယ်အတွင်းသက်အရင်ခံစိတ်ဓာတ်နှလုံးသားကိုအရင်ဆုံးပြုပြင်ရမယ်အခြေအနေရှိပါတယ်ဒီလိုပြုပြင်ပြောင်းလဲပြီးကမှသာဒီပြည့်ညတ်တော်ကို ဖြည့်ဆည်းရရောက်ပါတယ်ဒီလိုဖြည့်ဆည်းနိုင်မှုအတွက်လဲပင်ကို အခြေအနေအားဖြင့်ခက်ခဲကြပါတယ်ဒါကြောင့်မလို့ဖျားသခင်မကသူကိုယ်တိုင်ပြန်ဖြည့်လာပေးတယ် ူနဲ့ပေါင်းဆက်ခြင်းအားဖြင့်ဖြည့်နိုင်ဖို့အတွက်အခွင့်အရေးကိုထပ်ပြီးပေးလာပါတယ်။ကျေးဇူးတော်ကိုထပ်ပေးလာပါတယ်။မနေ့ကတော့ထောက်ရှုခဲ့တဲ့အတိုင်းပဲဥပဒေပြည့်ညတ်တော်တွေကိုနားလည်တဲ့အခါမှာကျေးဇူးတော်နဲ့တွေ့ပြီးခါမှာနားလည်ဖို့အတွက်အသင်တော်ကတုံ့သင်ပါတယ်။သို့မှသာဒီကျေးဇူးတော်အကူအညီနဲ့ဖြည့်ဆွတ်နိုင်မယ်။ချစ်ချင်းမေတ္တာကိုဒီပြည့်ညတ်တော်တွေကိုပြန်ပေးနိုင်မယ်ဆိုတဲ့အချက်ကိုနားလည်ကြမှာလည်းဖြစ်ဖြစ်ပါတယ်။ဒါကြောင့်ဒီပြည့်ညတ်တော်များဟာ သူ့ရဲ့ရွယ်ချက်ဟာဖျားသခင်နဲ့အမြဲတမ်းပေါင်းစပ်နေဖို့ပဲဖြစ်တယ်။ချစ်ခြင်းမေတ္တာကိုတုံ့ပြန်ခြင်းသာလျှင်ဖြစ်တယ်ဆိုတာကိုပုံမူနားလည်နိုင်ကြပါလိမ့်မယ်။အဆင့်ရိုးရိုးအပေါ်ယံကျော်ဖြစ်ဆွတ်ခြင်းမျိုးမဟုတ်ပဲအတွင်းသက်နှလုံးသားကနေဖြစ်ဆွတ်ခြင်းမျိုးအဆင့်ထီအောင်ကိုသခင်ကသူကမြင့်တင်ပေးထားပြီးသူ့ယုံကြည်သူတွေအားလုံးကိုလည်းဒီအဆင့်ထီဖြစ်ဆွတ်နိုင်မှုအတွက်အကူအညီအထောက်အပံ့ကျေးဇူးတော်တွေမပြတ်တမ်းပေးထားတယ်ဆိုတာကိုယုံကြည်ကြပါစို့။ယေရှုရှင်လုံးတော် တပည့်တော်တို့ကိုတနာတော်မူပါ